ဲ့တော့မတင်ပြခြင်းဘူးမင်းဝဲလို့နေရာမျိုးတွေဆိုရင်ရှင်းလင်းရမှာရှင်းလင်းရမှာနော်စီစီရော်ရော်ပတ်ဝန်းကျင်နေဒီမင်းဝဲနဲ့အနီးတစ်ဝက်ရွာတွေကို PD ရဲ့ရွာတွေဘေးရွာတွေဘေးရွာတွေရှိတယ်ရှင်းလင်းရမှာမရှင်းလင်းလို့မရဘူးအဲ့တောင်ရွာစိတ်စိတ်ကန်းဆိုလို့ရှိရင် PD ရဲ့ကိဖြစ်နေအများကြီးလုံးတယ်ခုမင်းဝဲရွာလူရွာသားတွေကိုထွက်ခိုက်တာရှောင်ခိုက်တာယူ เนาะช่องให้ได้ไม่ช่องลงเมียก็ช่องให้มั้ยที่ไก่มั้ยกูลงช่องจ้าဒီရတဲ့ခမရလို့ရှောင်းကြပါမရှောင်းရင်ကျွန်တော်ခမရလို့ရတဲ့အနေအမမခံမှုစစ်လိုက်ခမရအတက်ကိုယ့်ကိုပြပြတနေရာသွားကြဥစ္စာဒီထဲစစ်နေပြီဖြစ်သွားပြစ်မယ်အဲ့ဒီလိုတိတိတလာကြီးလူကြီးတွေကမတူးလောက်ဆိုတိတာပဲလူကြီးလည်းတိတာပဲနော်အဲ့လိုမဲဖို့မထိုးတော့ကြီးလက်နဲ့ကြီးတွေကြားတယ်ဗဟရားတွေကိုလက်နဲ့ကြီးတွေကြားတယ်မတိဘူးလားလူကြီးတွေတိတာပဲလေဒါကြီးတိတာအကုန်လုံးတိတာပဲဒါကြီးဥစ္စာတို့ကိုလည်းတိတယ်အကုန်လုံးလူကြီးလည်းတိနေရပါပဲ ဘာကြောင့်မလုပ်တာလဲဘာကြောင့်မရှင်းလင်းတာလဲဘေကွန်းထုတ်ရမလို့ဟီထုတ်ရမလို့ဖြစ်နေတကိုင်းမှာအင်အား150ရှိတယ်50လောက်ကလည်းနဲ့ကောင်းကောင်းလည်းအကုန်လုံးလိုက်ရှင်းလို့မရဘူးလားဒုံးတက်ဒုံးနေပါတယ်အကုန်လုံးရှိမယ်တကယ်စိတ်ဓာတ်ခိုင်မာတဲ့ခေါင်းဆောင်တယောက်ကိုတောင်းပေးလိုက်ပြီးပြီမှလုံးတက်လုံးလိုက်သားကိုလုံးမဲ့ဆိုလို့ရှိရင် ကဘာအမွေနေဖြစ်တဲ့ပထိုးတော်ကြီးမတိန်နဇေတိကြီးတွေမင်းဝင်ခေါလောင်းကြီးလည်းကာဝယ်ပြီးသားဖြစ်သွားလိမ့်မယ်အဲ့ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်တွေ့ထားမယ်မင်းဝင်မျိုးကြီးဖြစ်သွားမယ်ဆိုမဖြစ်ဘူးတော့ခင်ဗျားတို့မပြောနဲ့နော်မင်းဝင်ကတလန့်ပဲရှိတယ်တန်တလန့်ရေလန့်ရနေလားမယ်တလန့်ပဲရှိတယ်တန်တလန့်ရေလန့်ရနေလားမယ်အားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့ PDF ရမန်သမျှရှင်းလင်းပေးဖို့ပောက်ကူတော့ပြောပြလာတဲ့ရုပ်တံနဲ့အတူမန္တလေးမတရားလမ်းပိုင်းဂျာနီကန်ရွာလမ်းမကြီးပေးရှိနေအိမ်၈၀ကျော်ကိုစစ်တပ်ကမြေကောဆက်ပူဒိုဇာများဖြင့်အင်အားသုံးဖျက်ဆီးလိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်မန္တလေးမတရားလမ်းပိုင်းဂျာနီကန်ရွာလမ်းမကြီးပေးရှိ နေအိမ်၈၀ကျော်ကို အကျန်းဖက်စစ်တပ်က လမ်းပိုင်မြေဟုဆိုကားမြေကိုဆက်ဘူးလို့စာများဖြင့်ဖြည့်ဆည်းခဲ့ကြောင်း New Revolution မှတာဝန်ရှိသူတဦးကရန်ကုန်ခေတ်တည်ထောင်ဌာနထံသို့ပြောဆိုသည်မက်လ၄ရက်နေ့မှမက်လ၆ရက်နေ့အထိ နေ့စဉ်အကြမ်းဖက်စစ်ကောင်စီတပ်သားများကအင်အား90ကျော်ဖြင့်မန္တလေးမတရားလမ်းပိုင်းဂျာနီကန်ရွာလမ်းမကြီးအရှိတ်ချမ်းနှင့်အနောက်ဘက်ချမ်းရှိနေအိမ်များကိုဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည့်ထို့သို့လာရောက်ဖျက်ဆီးရာတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားများကကြိုတင်ကြောင်းကြခြင်းမရှိဘဲလမ်းပိုင်မြေဟုဆိုကာအတင်းအဓမ္မဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းထို့ပြင်ပြည်သူများကိုလည်းပစ္စည်းများယူဆောင်ခွင့်မပေးဘဲဖျက်ဆီးခဲ့ခြင်းကြောင့်ဆုံးရှုံးမှုများပြားကြောင်းသိရသည် အဲ့ဒီမင်္ဂလာပါဗျဒီနေ့ဟာခနေ့တုံးလာလိုက်2025ဖြစ်ပါလေဗျဥစဉ်ကနေ့ချပဲကြိုးကြတဲ့တည်င်းလေးတွေလုပ်ပေးနေခြင်းဖြစ်ပါလေဗျနော်အမှန်တရားတည်င်းလေးတွေပေါ့ဒီထဲမှာတည်င်းနေရဇက်တိုက်မလို့ဘူးဆိုတာဥစဉ်ကျမကြီးမကောင်းတာကလည်းတပိုင်းပါတယ်နော်ကျမကြီးကဗက်စကူမကူလာတော့မတည်ဘူးပေါ့နော်အဲ့ကြောင့်ရဆိုရင်လည်းအဖျားတက်နာစီးတဲ့တပိုင်းမှန်မှန်ဖြစ်နေတာဆိုတော့နော် ဒီနေ့တော့ဆေးသွားဖို့လည်းလည်းပို့ပြီးမှလမ်းလာတယ်ပေါ့နော်။ဒါကြောင့်ဒီနေ့ပုံစံစကိုင်းနဲ့မန္တလေးနဲ့ပတ်သက်ပြီးဦးစားကြီးဦးစားပြီးပြောဆောင်ဖြစ်ပါလိမ့်မယ်နော်။ပထမဆုံးအနေနဲ့ဦးစင်ပြောချင်တာကမန္တလေးနဲ့မန္တလေးတိုင်းနဲ့ဒရာဝူမြို့နယ်ပေါ့နော်။ဒရာဝူမြို့နယ်ဒရာဝူမြို့နယ်ကတပေရွာပေါ့နော်။တပေရွာတို့မြင်းငူရွာပေါ့နော်။မြင်းငူရွာတပေရွာဆိုတာဒရာဝူနဲ့မိုင်၃၀လောက်ဝေးတယ်။မနေ့က6ရက်နေ့မှာ PDF တွေကျိုးစိုးပဲကိုကျင်းပါပါတယ် PDF တွေကိုဒီဘက်နေနဲ့ဘာနေနဲ့ကျိုးစိုးတာပေါ့ဗျာနော်အဲ့တော့ဦးဇင်းပြောချင်တာကဒီလိုတရေရွာပေါ့နော်တရေရွာကလောက်နဲ့၈မိုင်ခွန်းမိုင်လောက်ဝေးတယ်မနေ့က၆ရက်နေမှာ PDF တွေကိုကျိုးစိုးတယ်အဲ့တော့ဦးဇင်းတို့ပြောချင်တာကဒီလို PDF တွေကိုတတိယကျိုးစိုးတဲ့အခါမှာဦးဇင်းတို့ရဲ့တုံ့တက်ချက်ပေါ့နော်အကျန့်ဖက်လူလည်းအကြက်ဖက်ပဲကြက်ဖက်ထောက်ခိုင်းတဲ့လူကြက်ဖက်အားပေးတဲ့လူလိုပဲဦးစလို့ကတော့သုံးသက်ခြင်းနဲ့เนาะအဲ့ဒီမြေငူရွာကဆိုလို့ရှိရင်ဒီ PDF အကြက်ဖက်တွေကိုတိတ်တေဝါလုံးစုပြီးမှ တိတ်နေရတီတီထောက်ပတ်လဲတဲ့နော်တိတ်နေရတီတီမြေငူရွာနဲ့တပေရွာနဲ့ကတမိုက်ကြော်ကြော်လေးပဲဝေးတယ်အဲ့တော့လူကြီးမန္တလေးတိုင်းနဲ့မှာဆိုလို့ဒီဓာရီတိုင်းမှုတွေရောလူကြီးတိကျတိလောက်ပါတယ်ဗျာနော်အိုင်မူရီလည်းတိကျတိမှာတရဟုနဲ့တပေရွာနဲ့က9မိုင်10မိုင်ပဲဝေးတယ်မနေ့က6ရက်နေ့မှာပီရီယက်ဒီတော်လူရွာထဲမှာလည်းကမှာတို့ဒီဘက်ဝါကြိုးဆိုတာလေးပေါ့လောက်ကြတယ်ပေါ့ဗျာလောက်ကြတယ်ပေါ့နော်အဲ့တော့ဒီရဲ့လူတော်ဟူဘက်မှာလည်းဥစဉ်တို့တရဟုလေးကြောက်ရံတက်ကိုဒီပီရီယက်တင်ဝင်လုံးပြီးဖြစ်သွားတယ် မိစားလေ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 းပါဒီမိစားလေးနဲ့တော့မမဖြစ်နိုင်တော့ပါဘူးဆိုလို့ပုံစံမျိုးပြောလို့မရဘူးအကုန်လုံးမိဘူးပါလို့ရှိရင်ဘယ်လိုထိုင်ဒါမျိုးလေးအစပီဒီအက်တည်းကသူမိတတလေးနဲ့ပါဘာမှဖြစ်တော့ပါဘူးဆိုဒီကလေးတို့လေးဒီလိုလေးဖြစ်ခဲ့လို့ဗျာအခုတူတူမိရတယ်တူမိလေးရတယ်ခုတို့တို့တို့ဖြစ်တာပေါ့နော်ငလောက်တနတ်တည်းရတယ်နော်ဒါဦးစင်းတော့ဒီထောက်ကိုပြောတာပါဗျာနော်ဒီထောက်ကိုပြောတာပါအကြမ်းဖက်ကိုအားပေးတယ်အကြမ်းဖက်ကိုထောက်ခံတယ်ရွာတယ်မှန်တယ်မြတ်ဟာအကြမ်းဖက်ထောက်ခံတယ်နောက်နော်ဒါအကုန်လုံးကအကြမ်းဖက်ပဲတရွာလုံးအကြမ်းဖက်ပဲ လေအောင်လုံးကြက်ဖက်ပဲအကြက်ဖက်ကိုထောက်ပတ်လေလေအောင်လုံးကြက်ဖက်လေဦးစင်းတော်လာလာတုံးတတ်ခြင်းလေနော်ဦးစင်းတော်နိုင်ငံတော်နတ်သက်ကတောင်ရှိပုံကိုတိုက်မှုနေရတော့ဘလို့တုံးတတ်မလို့တော့ဦးစင်းတော်ကတော့မပြောတတ်မပြောတတ်နော်အဲ့ဒီရွာတွေတကယ်ဦးနဲ့နီးတဲ့ရွာတွေလင်းငွေးနေပလေးတဲ့နော်ဒီဦးစင်းတော်တွားရတဲ့နေရာတွေအားလုံးဆိုလို့ရှိရင်ဒီတရားတွေဒီတကယ်ဦးကနေပဲဦးစင်းတော်လင်းနေဒါမိတိသားလေးကြောင်းရတဲ့ဦးတော်ကနေပဲဒီဦးစင်းတော်တော့ဘယ်ဘက်ပဲအကုန်လုံးတွားရတာများတယ်အဲ့တော့ဒိဋ္ဌာစေကျွန်တော်ဦးစင်းကပြောတာ ငါကတောင်ရှိပုံကမန်လေးတိုင်းတိုင်းမှာဒီွားလေးဒီွားလေးကိုဘယူဆိုင်ကိုတတိထားကိုပတ်ဝန်းကျင်ကိုခုနှစ်မိုင်ချင်းမိုင်ပဲဝေးတယ်။မနေ့က PDF ကျိုးစိုးပဲလုတ်ပါတယ်။ဟိုဘက်ရောက်ကတိတ်နေရလူတယ်နော်။တိတ်နေရလူတယ်မြင်ငူမြင်ငူပေါ့နော်မြင်ငူကတိတ်နေရလူတယ်။ဒါဦးဇင်းတို့ကခိုင်လုံးနဲ့တိကျတဲ့တဲကိုဦးဇင်းတို့ကရရှိထားခြင်းဖြစ်တယ်။ဒီတဲကိုဒီလိုမှတာဝန်ကြနေတဲ့လူကြီးမိန်းမလေးရရှိမယ်လို့ဒီပါတယ်ထင်ပါတယ်ပေါ့နော်လူကြီးတွေကိုလည်းဥပဒေမျိုးပို့တဲ့သူကလူကြီးတွေကိုလည်းပြီးတော့တင်ပြထားပါတယ်ခင်ဗျာတဲ့ တကယ်လို့လူကြီးတွေကပြည့်ကြကြမေးလို့ရှင်တပည့်တော်ကပြောလိုက်ပါတဲ့နော်ဒါဒါဥစဉ်တို့တကယ်ဥပမာဖြစ်တယ်တကယ်ပေါ့နော်နောက်တစ်ခုကဥစဉ်တို့ကဘာအမွေနေဖြစ်တဲ့မင်းဝဲမင်းဝဲမှာနော်မင်းဝဲဆိုလို့ရှင်မနေ့ကဆိုလို့ရှင်ဒါမင်းဝဲနေ့နေ့ရက်ဖြစ်နေတယ်အခုဆိုလို့ရှင်မင်းဝဲကတောင်ရနဲ့မြောက်ရွာရှိတယ်စိတ်ကန်းကအဲ့တောင်ရွာဘက်ကစိတ်ကန်းဆိုလို့ရှင် PDF ကိလို့ဖြစ်သွားပြီမနေ့ကဆိုလို့ရှင်ဒီ PDF တွေကဒီစိတ်ကန်းကနေလာတဲ့မန္တလေးဘက်ကနေလာပြတိုင်းသူစစ်စေးတယ်မင်းလည်းအကုန်လုံးစစ်တယ် နော်ဖမ်းဆီးတာတော့မရှိသေးဘူးဒါမှမဟုတ်အကုန်လုံးစစ်ဆေးတယ်စစ်ဆေးတော့ဒီခွန်ခွန်ရဲရှိရပြန်ဒီရွာကနေဖတ်ပေးကြပါလေခွန်ရဲရှိတယ်ဦးစိုးဒီကနေရှောင်ပေးကြပါလေရှောင်ပေးကြမပြုတ်လဲမကြခင်မှာဒီမှာမင်းကွေးဟိုတို့တွေစစ်ပွဲစတော့မှာပြောစစ်ပွဲလုံးလုံးမှာမဟုတ်ကြပါလေအဲ့တော့မင်းကွေးရွာမှာနေ့စဉ်နဲ့အမြတိုက်ပွဲတွေဖြစ်နေတယ်မနေ့ကဆိုလို့ရှိရင်မင်းကွေးပြည်ဒီဖရားတွေမှာပါဆိုသူဘက်ကလက်နဲ့ကြီးနဲ့ပြစ်ချိုင်တဲ့အတွက်ကြောင့်တော်တော်ကြီးခွန့်ဝင်သွားတယ်ဖရားတွေကဖရားတွေဘက်ကပြည်ရက်တွေလက်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 ကြီးကြောင့်နော် အဲ့တော့မင်းကတော့ဝိုင်းမှာဆိုပေတရက်နေရှိတဲ့ရွာကိုလူကြီးတွေကမတည်ဘူးလားဆိုတော့တည်တာပဲတည်တာပဲပေတရက်တွေဘယ်တော့မှရှိတယ်ဘယ်နေရာမှာနေရဆိုတော့အကုန်လုံးတည်ကြတာပဲဘာကြောင့်မရှင်းတာလဲဘာကြောင့်မလုပ်တာလဲတန်တရားကဦးစင်းတို့ကမင်းကပြန်ခေါ်မလို့ဖြစ်တယ်မင်းကပြန်ခေါ်မလို့ဖြစ်တယ်တိုင်းမူကြီးနဲ့တိုင်းမူကြီးလည်းဦးစင်းကပြောပါတယ်တိုင်းမူကြီးတလုံးတလုံးရှိတယ်ဒါသခိုင်းတိုင်းမူကြီးဆိုလို့ရှိရင်လည်းဒါခါလေကိုနဲ့စကားပြောရလို့ဟာတိုင်းမူမှာဟုတ်ရလားဟာလို့ တိုင်းမှုတော်တော်များများလည်းခင်ကောင်းကခက်ကြင်ကြင်လေညာအခါလေကိုကပြောလို့ရှိရင်သူတို့တွေကအလုံးရွှတ်တယ်ပါရွှတ်တယ်ဆိုဟုတ်လားခင်ကောင်းကခက်ကြင်ကြင်အဲ့တော့ကိုနဲ့တကားပြောဟာတိုင်းမှုမှာဟုတ်ရလားဆိုတော့ဒါကတန်လေးဖြစ်မိလားဘာလို့ဆိုခေါ်ရွယ်လို့စက်ရွေးစိတ်ထားကတမန်အယတာပုံစံမျိုးလိုပဲသူကခိုင်လုံးနဲ့တည်းအတိအကျပြေးတော့သူလုံးတယ်ဦးဇင်းတို့ဒီမိလူတွေတကယ်ဒုက္ခရောက်တယ်ဆိုတော့ခက်ခဲရောက်အောင်ပို့တယ်နော်ဒီဘာမွေးရနမကတိုင်းမှုဦးဇင်းတို့မန်လေးတိုင်းမှုတော့ခိုင် ေးနဲ့တို့ကဟေးနဲ့မလုပ်လို့တယ်ဟိုဆက်တော့အေးစေးစေးပြောတယ်အေးစေးတော့တိရောက်တိရောက်တော့အရေးယူပေးတယ်နော်အဲ့မဲ့မွန်တိုင်းမလို့ဥစဉ်စကားတားကြီးတော့မပြောဘူးဥစဉ်ကလည်းဒီမပုံမလင်းလေးပြောတော့တိုင်မှုတိုင်းတိုင်မှုတိုင်းဒီချေရတော့ခင်ရရင်ကိုတိတ်ပြီးမှမကုတ်ဥဖေကိုရရင်ကိုတခါလေးပုံလိုက်ရင်ကကကြီးလာလို့ရှိရင်တိတ်ပြီးမှကုတ်ဖေကိုမထင်ဘူးအလုပ်တရတော့အကောင်လုံးရှုပ်ကြတာတိုင်မှုတိုင်းတိုင်မှုတိုင်းကိုတနေ့9နိုင်မေးရအောင်24နိုင်မှ9နိုင်မေးရအောင်အဲ့လိုကိုမရအောင်အဲ့တော့ကိုချင်းစားတယ် အကိုကျေးဇာတယ်အားလုံးကိုလည်းဥစဉ်တော့မတင်ပြချင်မင်းဝဲလို့နေရာမျိုးတွေဆိုရင်ရှင်းလင်းရမှာရှင်းလင်းရမှာနော်စီစီရောင်ရောင်ပတ်ဝန်းကျင်နေမင်းဝဲနဲ့ဤတော့ပဲရွာလေးကို PD ရဲ့ရွာလေးဘေးရွာလေးဘေးရွာလေးရှိတယ်ရှင်းလင်းရအရှင်းလင်းလို့မရဘူးအဲ့တောင်ရွာစိတ်စိတ်ကန်းဆိုလို့ရှိရင် PD ရဲ့ကိန်းဖြစ်နေအမြဲတမ်းလုပ်တယ်ခုမင်းဝဲရွာလူရွာသားတွေကိုထွက်ခိုက်တာရှောင်ခိုက်တာပြီနော်ရှောင်ခိုက်တယ်မရှောင်လို့မရအောင်ရှောင်ရမယ်ထိခိုက်မယ်ကိုလုံးရှောင်ကြ ဒီရက်ထဲခင်ဗျားတို့ရှောင်ကြပါမရှောင်ရင်တို့ခင်ဗျားတို့ရဲ့အတန်အနေအမှမခံဘူးဖြစ်လာကြတော့အကိုရဲ့ကိုပြည်ပြည်တနေရာတော့ကြဥဒီထဲစိတ်နဲ့ပြဖြစ်သွားပြစ်မယ်အဲ့ဒီလိုတိတိကျကျလူကြီးတွေကမတူတတ်ဆိုတိတာပဲလူကြီးတွေလည်းတိတာပဲနော်အဲ့လိုမဲခွန်းမထိုးတော့ကြီးလက်နဲ့ကြီးတွေကြားတယ်ဗဟရားတွေကလက်နဲ့ကြီးတွေကြားတယ်မတိဘူးလားလူကြီးတွေတိတာပဲလေဒါကြီးတိတာအကုန်လုံးတိတာပဲဒါဥစဉ်တို့ကလည်းတိတယ်အကုန်လုံးလူကြီးတွေလည်းတိနေရပဲဘာကြောင့်မလုပ်တာလဲမအားမရှင်းလင်းတာလေမိကုတ်ထောက်အောင်လို့ဟီထောက်အောင်လို့ဖြစ်နေတယ် ဒလိုက်မှာအင်အား150ရှိတယ်။ဘာနဲ့တော့ကလည်းလက်ကောင်းကောင်းနဲ့အကုန်လုံးလိုက်ချင်းလို့မရဘူးလား။ဒုံးတက်ဒုံးနေပါလေအကုန်လုံးရှိပဲ။တကယ်စိတ်ဓာတ်ခိုင်မာတဲ့ခေါင်းဆောင်တယောက်ကိုတောင်းပေးလိုက်။ပြေးပြီးမှလုံးတက်လုံးလိုက်ခါကိုလုံးမယ်ဆိုလို့ရှိရင်ကဘာအမွေနေဖြစ်တဲ့ပထိုးတော်ကြီးမလိမ့်နဲ့ဇေဒီကြီးတွေမင်းဝင်ခေါင်းလောင်းကြီးတွေကာဝင်ပြီးသားဖြစ်သွားနိုင်မယ်။အဲ့ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်ပြုတ်ထားမယ်မင်းဝင်းမျိုးကြီးဖြစ်သွားမယ်ဆိုမဖြစ်ဘူးတော့ခင်ဗျားတို့မပြောနဲ့တော့မင်းဝင်းကတလန့်ပဲရှိတယ်တကယ်လန့်ရေလန့်ရည်လာမယ် တလမ်းရှိတယ်ကျန်တယ်လားရေလမ်းအနေလားမယ်ဘုရင်တော်အဖြစ်နဲ့ပြည်ပြည်သူတို့ဖြတ်လိုက်လို့ကွက်တီထားပြီးတာကဲတလမ်းလမ်းအဲ့တလမ်းကလည်းကျင်းကျင်းလေးပဲကျင်းကျင်းလေးပဲအဲ့တော့ဦးဇင်းတို့ပြောချင်တာကလုံးနဲ့လုံးလိုက်တာကိုစောစစ်စစ်လုပ်ပါစောစစ်စစ်ရှင်းလင်းပါစောစစ်စစ်ပြတ်သားပါလို့ပြောချင်ပါတယ်ခင်ဗျားတို့ဘာလဲလက်နဲ့လေးပြောတာတိုင်းသူစီတိုက်ရဲ့ပုံစံတော့ ပေါကူတော်လူအင်းညတရာယဟန်တပါးတော်မှာဒီတိုင်းမှုစီကိုဖုံးဆက်တယ်ဖုံးဆက်တဲ့အခါမှာလိုအပ်တယ်ဦးသိန်းတို့ဟိုတလောအခုတ်ကူမှလိုတယ်တိုင်းမှုကြီးဒီလိုလိုရှိတယ်ဒီဒီရွာလေးကတော်တော်တော်တဲ့ရွာလေးလက်နဲ့လှုပ်ပေးပါဦးဆိုတော့ချက်ချင်းလက်ငယ်လှုပ်ပေးတာပဲဗျာတကယ်လို့တဲ့ရွာဆိုသူလည်းသူအဲ့တိုင်းမှုမှလည်းနားနေပါတယ်မျက်လုံးနေပါတယ်နားကြားတယ်မျက်လုံးကကြည့်ရင်သူသိရတယ်ဘယ်သူလုံးမလုံးဘယ်သူလုံးလို့ဆိုတာသိတယ်ဘာလိုအပ်တယ်ဘာသူတောင်းပြသူစုံစမ်းပဲသိတယ်သိရတဲ့ကြောင့်အဲ့ဒီရွာကိုသူကဲတော်တော်တဲ့သူလှုပ်လက်နဲ့ချပေးတယ်နားပေးတယ်ပေါ့ဗျာကဲ ခြေရောက်စွာတင်ကြပြီခြေရောက်စွာလှုပ်ဆောင်ဖို့ပါမဖြစ်မနေလောက်ရမရဘူးသေးတဲ့ခါလေးမှာနှုတ်လိုက်အေးသေးလေးဖြစ်နေတဲ့အချိန်မှာကြီးမှလောက်ရရင်ခက်ခဲတွေမလိုပါဖဲနဲ့အေးအားတွေတုံးရမယ်မလိုပါဖဲနဲ့အေးအားတော်များစွာတုံးရလို့ရှိရင်နစ်နာတယ်တော့အေးအားနည်းနည်းတုံးရမယ်အေးအားနည်းနည်းလေးနဲ့နှုတ်မလိုက်ဒါလေးအကြံပေးခြင်းပါလေအားလုံးတော်ပါလေကြာ